ရိုးရောင်ပြည့်ကျွန်တော်တို့မှာကဘာလဲဆိုလို့ရှိရင်အာနှစ်တခုမှာကျွန်တော်ရေဒီမလောင်းခင်မှာကျွန်တော်တို့ကဗုဒ္ဓမြတ်စွာဘုရားကိုကျွန်တော်ရေတက်ပေးပြီးနန္ဒာသွေးပြီးတော့ရေတက်ပေးတယ်ဒါကရိုးရာစင်တာတစ်ခုဖြစ်တယ်ပေါ့အဲအဲ့ဒါရေတက်ပေးပြီးခါမှာကျွန်တော်တို့ကတတိယကိုကတော်ဥရှာတယ်နှစ်တစ်နှစ်မှာကျွန်တော်တို့ဟိုပေါ့အာဥရှာကတော်ပြီးခါမှာကျွန်တော်တို့တွေကအာရေလောင်းတဲ့စင်တာပေါ့ညာအဲ့ဒါကိုကျွန်တော်ရိုးရာအပြည့် ဒီမှာကျွန်တော်တို့တွေခလေးကျွန်တော်တို့ရဲ့ duration ကို lesson ကမ်းလေးအနေနဲ့ပြည့်စုံနေတိုင်းလောက်လာအောင်ဆို25ကျင်းကြောက်ဖြစ်တော့ပါပြီခင်ဗျဟုတ်ကဲ့သာမီဘာငင်းတဲ့ စမီဒုတိယပြည်ဗုဒ္ဓံသရဏဒီမှာတော့ဒီမှာနိုင်ငံခြားမနေရဆိုပေမဲ့လေကိုရွေးရမပြောင်းအောင်လို့အဲ့လိုမျိုးကလေးတွေကအစအကုန်လုံးဝင်ရောက်ပြီးတော့အဲ့လိုမျိုးအကုန်လုံးစုစုပေါင်းပြလောက်ကြတာပေါ့နော်အဲ့ဒါကြတော့ပို့ပြီးတော့ဂုံလေးဂုံလေးယူတယ်ကျမတို့မှာတိတ်လူလည်းမရှိဘူးလေဒီမှာရှင်းရသူနဲ့ပဲအဲ့လိုမျိုးဘေးညာရောက်ရခိုင်ဆိုတာဖြစ်အောင်လို့လုပ်ကြပါရှင့်ဟုတ် ာဒီမှာကျွန်တော်လာတဲ့အက်တဲဒီကိုကျွန်တော်တို့ဒီနေ့မှာဆိုရင်ရခိုင်ရိုးရာရခိုင်ရိုးရာသူရခိုင်မုတ်ဒီအတော့ရမယ်အရေးရမယ်အဲနောက်တစ်ခုကကျွန်တော်အဲ့တဲ့ကျွန်တော်တို့ဒီအတင်းသူတင်းသားများတွေရဲ့ဒီစေနာရဆက်ပြုတ်လာတဲ့ရခိုင်ရိုးရာကြီးနေရာတွေရမယ်ပြီးတံပေါင်းကြီးလည်းရမယ်အားလုံးအဲ့ဒါတွေကိုကျွန်တော်တို့ဒီနေ့တက်ရပါလေအဲ့တဲ့တွေကျွန်တော်ကစတူဒီယာတွေနဲ့ဂျူမီအက်ခန်စီဖြစ်ပါတယ်ခင်ဗျာ ါ်မှာကြာတော့ကျမတို့ကရခိုင်လူမျိုးကြောက်အနေနဲ့ဘယ်လိုပြောရမလဲဆိုတော့ဟိုလေကိုယ့်ရဲ့ဟို culture ကိုထောက်ခေါ်တဲ့အနေနဲ့ပေါ့နော်အရင်ကုန်ယူဝမ်းမြောက်ယူရတယ်အဲ့လိုမျိုးဟုတ် ုတ်ပဲအခုဟိုဒီဩစတြေးလျနိုင်ငံဆက်နီမြို့မှာပေါ့နော်ဟောရခိုင်ရိုးရာအာတာတကြံပွဲနဲ့နန္တာသွေးပွဲအဲတကြည်ပူဇော်ပွဲအဲဒီကိုသူတို့စူးစူးစီးစီးစီးပြင်းကျင်းပနေတာတွေ့ရတဲ့တော့ကျွန်တော်လည်းအတိုင်းမသိဝမ်းသာမိပါတယ်အဲဒီလိုဟိုဟိုဒီလိုပွဲလန်းတပင်မျိုးရိုးရာရင်ကျိမှုကိုထိမ့်သိမ့်တဲ့အဲပွဲလန်းတပင်မျိုးတွေကိုလည်းနှစ်စဉ်နှစ်တိုင်းအခါအလေးရောစွာ အကျင်းပါနိုင်ဖို့အတွက်လဲဖွဲ့အစည်းတွေကိုပန်ကြားလိုတယ်ပေါ့နော်